ါပေမဲ့ထူးထူးခြားခြားလည်းသိမရှိလားပေါ့အားလုံးကဖြစ်ယူဖြစ်တင်နေပြီဆိုဒီလိုငယ်ငယ်တုန်းကမင်းကဆရာတော်ကြီးရဲ့သာဗနာမှာအဲဒီကစိန်အောင်မင်းထင်ပါတယ်ဒီခြားတော့မမှတ်မိတော့အတန်ဝေကလင်္ကာကြီးရွတ်ဆရာတော်ရဲ့သာဗနာမှာ ရတော်ကြီးရေးခဲ့တဲ့တံဝေကလင်ပါပဲ။တရားဘုရားဟောတရားနဲ့အညီပေါ့။တိတာဂေါရုညီမြတ်ရဲ့တိန်လင်ပါဆိုပြီးအဲ့ဒါကြီးရေးခဲ့တာရှိတယ်။အဲ့ဒါကြီးကိုသူကရွတ်။အိမ်မှာစကားလေးတစ်ခုကပဲဖြစ်နေနေပဲဖြစ်ဖြစ်ပေါ့လေ။ဒီကတော့ဘောဝတဘောဇတ်တိ ုံငိမ့်သွားတဲ့ခန္ဓာနေသွားတဲ့ကိစ္စဒါရီယာတဲ့ပြည်ယူဖြစ်တင်နေပါပဲဆိုတဲ့အကြောင်းအဲ့ဒီမှာသာနာနယ်ချုပ်တဏိကုံဒီဌာနရီအနေနဲ့ကြည့်နေရာဒေသရီအနေနဲ့ကြည့်ရင်ဏိကုံနေမြို့တွေယွာတွေအနေရာတွေမှာကွက်ပြီးဖြစ်တာမဟုတ်ဘူးတဲ့ဒီမြို့တမြို့တွေမှာကွက်ပြီးဖြစ်တာမဟုတ်ဘူးပေါ့ ီတနေရာတဲ့မှာကွက်ပြီးဖြစ်တာမဟုတ်ဘူးဒီရွာဒီရွာတဲ့မှာကွက်ပြီးဖြစ်တာမဟုတ်ဘူးအဲ့တော့ဌာနနယ်ကျုံတဏိကုံနဲ့ခေါ်တော်ဝန်းဟာတမျိုးရွာဝယ်ပေါ့အဲတမျိုးတဲ့တရွာတဲ့တဏိကုံနဲ့တတိသတဲ့ဒီလိုကွက်ပြီးဖြစ်တဲ့ကိစ္စမျိုးမဟုတ်ဘူးနောက်ပုဂ္ဂိုလ်ကြတော့လည်းပဲဤသံတန်တပ်ပြီးတော့ဖြစ်တာလည်းမဟုတ်ဘူးတဲ့ သူမှဖြစ်ငါမဖြစ်နဲ့ကြီးတဲ့သူမှဖြစ်ငယ်တဲ့သူမှဖြစ်နဲ့ပဇံရှိတဲ့သူမှဖြစ်ဆင်းရဲတဲ့သူမှဖြစ်နဲ့ဆင်းရဲတဲ့သူဖြစ်ချမ်းသာတဲ့သူမှဖြစ်နဲ့အသရှိသူအဲ့ဒီလိုကန့်သတ်ချက်မရှိဘူးပေါ့အဲ့တော့ဖြစ်ရောဖြစ်စဉ်လို့ဒီလိုဆိုလိုတာပါဖြစ်နေကြအဲ့တော့ဘဝတွေကကြည်လိုက်ရင်အကုန်လုံးကဖြစ်နေကြတယ်ဘာနဲ့ပဲကြုံကြုံဖြစ်နေကြပဲဒီက နော်ဒါဗြဟ္မတစ်ချက်ပဲရှင်းနေကြတယ်ရွယ်သူဘာသာသူချမ်းသာချမ်းသာဆင်းရဲဆင်းရဲဟိုဟိုအနာရောဂါဖြစ်ဖြစ်သေးသေးလူဆိုးဖြစ်ဖြစ်လူကောင်းဖြစ်ဖြစ်လူရောကောင်းဖြစ်ဖြစ်လူရောမာဖြစ်ဖြစ်အောင်မြင်တာဖြစ်ဖြစ်ကြာချုံတာဖြစ်ဖြစ်ဘယ်ဟာပဲဖြစ်ဖြစ်ဒါရီယာကုန်ဖြစ်နေကြတယ်အမှန်ထူးကြတာလည်းတကူမှမရှိဘူး အဲမှာအခြေခံမူအားဖြင့်ဒီသဘောတရားလေးကနားလည်ထားရင်ဘယ်ဟာပဲကြည့်ကြည့်အာဒါဖြစ်နေကြဘာမှထူးတာမဟုတ်ပါဘူးလို့ဒီလိုအဲအတိညာဏ်ဖြစ်သွားလိမ့်ဒီအတိညာဉ်လည်းဒါတကယ်မှန်ကန်တဲ့အတိညာဉ်ပဲလေလူတွေကကိုယ်ဒီမှလာဖြစ်တော့အိုးငါဒီမှဖြစ်တယ်အဲသူများကြည့်မှမဖြစ်တယ်လို့ပဲသူများတွေလည်းဖြစ်နေတာပဲဒါမျိုးอ่ะ ချမ်းသာမှုဖြစ်တယ်လေမကိုချမ်းသာရင်ကိုစီမှာဖြစ်နေတယ်လို့ပဲခင်ရတာနဲ့ကြုံတော့လေကိုစီမှာပဲလာဖြစ်နေတယ်လို့တကယ်တော့အဲ့လိုမဟုတ်ဘူးအာရိယဖြစ်နေကြတယ်အခုလက်ရှိအခြေအနေလေးမှာနေခြင်းနေမယ်များခြင်းများမယ်နော်ထူခြင်းထူမယ်ပါခြင်းပါမယ်ဒီလိုလေးပဲသွားနေကြတယ် ဒါကိုဘဝတန္တရာအမြင်နဲ့ယူမယ်ဆိုရင်တော့ဘဝတန္တရာတလျှောက်မှာပူတော့မှဖြစ်သေးတယ်။ကြီးကြီးကျယ်ကျယ်လည်းဖြစ်ခဲ့တာ။ဤဒီကွီကွီဒီလည်းဖြစ်ခဲ့တာပဲ။ဒါဖြစ်နေကြပဲဒီလိုဆိုလိုတာပေါ့။အဲဒါဒါမသိဘူးဆိုရင်တော့အခုဖြစ်တဲ့ကိစ္စတွေမှန်တယ်များဟာတကားတဲ့ ဟိုတော့နေပေါ့အံ့ဩဖွယ်ရာစိတ်ပါလက်ပါနဲ့စိတ်တရားအဲ့ဒီမှာသင်ကြီးတဲ့ဟာတွေလည်းဖြစ်တတ်တာအကျင်သေးတာတွေလည်းဖြစ်တာအကျင်မာတာတွေလည်းဖြစ်တာအဲ့တော့ဒီနေရာမှာအခုပြောတဲ့စိတ်အထင်နေရာသင်ချင်းမလို့ထင်ကြတာဒါလည်းဖြစ်နေကြပဲနော်လူများကိုသွားထင်တဲ့အခါကျတော့ ဘာမှကိစ္စမရှိကိုယ်လာထင်ခံရတဲ့ခါကျတော့စိတ်ကမကောင်းဘူးအဲ့ဒါဘာဖြစ်လို့အဲ့လိုဖြစ်လဲဆိုတော့နောက်ဆိုရဖြစ်နေကြဆိုတာလည်းဒါကိုမစင်းစားမိလို့သတိမထားမိလို့ဒီအထင်းနေဆိုတာလည်းဖြစ်နေကြတတိယကုဏပြောတဲ့သတင်းလေးရထွက်နေတယ်။အဲကျောင်းနေကြီးပြန်ထောက်တယ်။အဲ့မှာသာဗနာဆိုတဲ့ကျောင်းသံဃာများကြီးထည့်တယ် ီပြည့်စုံရလည်းပဲအခုမှဖြစ်တယ်လည်းမဟုတ်ပါဘူး။ဘုရားတော်ကလည်းဖြစ်ခဲ့ပြီတော့။နောက်ဘုရားတဲ့ဇလန်ဤထဲမှာဒီဘုရားဤပြက်သွားရင်နောက်ဘုရားဒီပြက်သွားတဲ့အခါကျတော့ပြိုသွားတဲ့အခါကျတော့ဒီဘုရားကိုပြန်လဲပြုပြင်နိုင်အောင်လို့နောက်လာနောက်သားရီအကဲများဆင်းရဲနောင်ပါနေခဲ့မယ်ဆိုရင်ဒီပြည့်စုံဥစ္စာတွေနဲ့ဒါတွေကိုပြုပြင်နိုင်ဖို့အတွက်ဒီမှာထည့်ခဲ့တယ်။ ဘာနာခေါ်တာပေါ့ဘာနာကြတဲ့အတွင်းထားတဲ့သဘောပါပဲအဲတော့ဒါကတော့ဖြစ်နေကြပဲတဲ့အဲ့မှာအရာအလုံးမှာအဲ့လိုဖြစ်နေကြဆိုပေမဲ့အာနေကျအတ္တချက်တွေတော့ရှိတာပဲအာနေကျအတ္တချက်တွေဘယ်လိုရှိလဲတရားတွေမှာဓမ္မနာထဲတယ်သူတို့ကတော့ရေပဲချက်ကောင်းကောင်းနဲ့ထည့်လိုက်တာ မဆောင်ရှောက်မထိန်သိမ်းနိုင်တော့တဲ့အခါကျတော့နောက်ပိုင်းသူရဲ့စိတ်တွေကလည်းပဲအလိုလောဘတွေကြီးလာတဲ့အခါကျတော့အဲ့ဒီကောင်းနေတဲ့ဖရာဖောက်ပြီးတော့အဲ့ဒီသဗ္ဗနာကြီးယူသွားတော့တကယ်ကောင်းတဲ့ဖရာတော်ဦးပြည့်သွားရှာတယ်။နော်အစင်မသိတဲ့အချိန်ကမျိုးမှာခစ်ပြက်အချိန်ကာလပြက်အချိန်ကာလဆိုတဲ့ခစ်ပြက်တဲ့အချိန်စိတ်ဓာတ်တွေပြက်ပြားတဲ့အချိန်နော်လူယုံမာတွေက ကြည်ဆိုတဲ့အချိန်မှာနာပေါက်ယူသွားကြတယ်။ပေါက်ယူသွားကြတော့ကောင်းအောင်ပြည့်သွားသေးတယ်။ပုံမှန်ထားတာဘုရားတဲ့ဖို့ဆိုပြီးတော့ဘုရားပြည့်သွားရင်ပြန်လို့အကောင်းနေတဲ့ဘုရားတော်မှာအဖြစ်ခံနေတယ်။ဩော်ဒီတော့ဒီဟာဒါအာနေကျက်လားအာသာကျက်လားဆိုတာလည်းစဉ်းစားကြည့်ပေါ့။ဒီဖြစ်ရကဖြစ်နေကြတယ်လေ။ဘုရားသဘာနာပေါက်တာကနာဘုရားရဲ့ရုပ်ရဲ့စင်ပြက်တွေအကုန်ဖြစ်ကုန်တယ်။ဒီဒီပထိုးတွေပေါ့။ ဲ့တော့ဒီတော့ကောင်းတယ်လို့ပြောရင်လည်းကောင်းတယ်ပေါ့အထင်အထင်မကောင်းဘူးဆိုရင်လည်းဒါမကောင်းတဲ့ဘက်ကကြည့်ပြန်တော့လည်းမကောင်းတဲ့ဘက်ကိုလည်းရောက်တတ်တာဒါလည်းအထင်ပါပဲအဲ့တော့လူတွေကကိုထင်ရကိုလုံနေကြတာဆိုတာဒီမှာထွက်လာထင်ရလို့ကောင်းထင်ပြီးလုံတယ်အဲကောင်းမမြင်တဲ့လူကြတယ်လည်းပြောချင်ရပြောတယ်ဆိုတာဒါလည်းဖြစ်နေကြတယ် ဟုတ်ပြီဒီမှာအနေကျအတ္တကျက်လေးတွေတော့အဲ့လိုရှိတယ်လှုပ်တယ်မလှုပ်တယ်မလားဆိုတော့လည်းပဲကိုတီးတလောက်ပဲကိုလှုပ်ကြတာလူတွေကနော်ကိုတီးတလောက်ကိုလှုပ်ကြတာအဲ့ဒီမှာဘာဖြစ်လာလဲဆိုတော့အတိနဲ့နဲတလောက်တော့အလောက်ကလည်းပဲကြေကြေပြန့်ပြန့်ပြည့်ပြည့်စုံစုံကောင်းကောင်းမွန်မွန်မဖြစ်လာဘူးပေါ့ အဒီညာကြီးမာရင်တော့ကြီးမာသလောက်ထေကျပြန်ပြန်ပြည့်ပြည့်စုံစုံကောင်းကောင်းမွန်မွန်ဖြစ်နိုင်တာအခုလိုဒီလိုမြေကြီးရဲ့မြုပ်ပြီးထဲလိုက်လို့ဒီအတွက်တကယ်အကျိုးရှိသလားဒါတခြားနည်းနဲ့ရောမရဘူးလားအဲဒါတရားနည်းနဲ့မရဘူးလားဆိုတာမသိရင်တော့ဒီနည်းပဲလုပ်ကြမှာပေါ့အခြားနည်းနဲ့ရတယ်လို့သိရင်တော့အခြားနည်းလုပ်မှာပေါ့အဲတော့ဒါကြတော့ ဒီမတိပေါ်မှာမူတည်ပြီးတော့ဒါဖြစ်နေတယ်ဆိုတာလည်းဖြစ်လာပြန်ရောခေစားတစ်ခုကဖြစ်လာဒီမတိပေါ်မှာမူတည်ပြီးတော့ဖြစ်နေကြဖြစ်နေကြဒါလည်းဖြစ်နေကြဘူးခုနပြောတဲ့လူတရားကိုစိတ်ကူးတရားကိုလှုပ်တယ်သဗ္ဗေဓမ္မာအနတ္တလို့သုံးတာတော့ပုဂ္ဂိုလ်တွေမကဘူးတရားတွေကပါအနတ္တဆိုတော့အနတ္တလက်အောက်ကလူသားတွေဖြစ်တဲ့အတွက်ကြောင့်လုံးဆင်းရလောက်ကြတာကိုယ်ထင်တဲ့ကိုလောက်ကြတာ ဟိုတတ်နိုင်တဲ့အခါကိုချားထားတဲ့ဒဇွန်းဒဇလေးနဲ့တည်တည်ကိုကိုလှုပ်ခြင်းလည်းလှုပ်မယ်ကြီးကြီးကျယ်ကျယ်လှုပ်ခြင်းလည်းလှုပ်ကြတာအဲ့တော့ဒါကသူ့ဘာသာသူလှုပ်တဲ့ကိစ္စမလို့အပြစ်တင်နေရလည်းမရှိဘူးချီကျူးတရားလည်းမလိုဘူးလို့ဒီလိုပဲတွေ့လို့ရအဲ့တော့လွလွလပ်လပ်မြင်လို့ရတာပေါ့ဟုတ်ကွာမင်းအမင်းလှုပ်တာဟို ရှင်ဘုရင်ကသူ့တိုင်းပြီသူကသူခုနှစ်ပတ်ပတ်ပတ်ဆယ်ပတ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 ်ချင်တယ်လို့ပတ်တယ်။သူ့တိုင်းပြီသူပတ်တာပတ်ပေါ့သူတတ်နိုင်လို့လောက်တာလောက်ပေါ့။အဲတော့ဘာမှမဆိုင်ဘူးဆိုတဲ့သဘောဒါလည်းပဲအနတ္တသဘောရည်။ဒီထဲမှာတရားသဘောပါနေတာပေါ့။